Thank mm -hmm. you. င်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။သခိုင်းငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ငလျင်ဒဏ်သင့်ဒေသတွေအနေနဲ့ပြန်လည်ထူထောင်ရေးအတွက်ချင်းငွေလျှောက်ထားနိုင်ပြီလို့စစ်ဩဇာခံဗဟိုဘဏ်ကအောက်တိုဘာလ18ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါဗျ။ငလျင်ဒဏ်ခံရတဲ့နေမြေဒေသတွေကိုပြန်လည်ထူထောင်ဖို့ရန်မုံငွေတရက်ထားရှိထားပြီးအဲ့ဒီရန်မုံငွေကနေ၃နှစ်ကနေ၅နှစ်အထိသက်တမ်းရှိတဲ့ချင်းငွေတွေကိုထုတ်ပေးသွားမယ်လို့ဆိုပါတယ်။ ချင်းွေထုတ်ချရမှာလဲနေနဲ့အစာအုပ်ပြန်လဲတိဆောက်ရေးချင်းွေအတွက်အတိုးရခိုင်နှုံ300ခိုင်နှုံအသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ငန်းလယ်ပယ်ရင်းနှီးငွေစက်ပစ္စည်းရေမီဆိုလာနဲ့ရင်းနှီးမြုပ်နှံမှုချင်းငွေ အတိုးရခိုင်နှုံ900ခိုင်နှုံစက်ရုံလုပ်ငန်းကြီးတွေပြန်လဲပြုပြင်ရင်းနဲ့လယ်ပတ်နိုင်ရေးချင်းငွေအတိုးရခိုင်နှုံ900ခိုင်နှုံ နိုင်ငံမှာအခြေခံအဆောက်အုံတွေတာဝန်ယူတည်ဆောက်နေတဲ့စောက်လို့ရေးကုမ္ပဏီတွေအတွက်ကတော့ယာယီချင်းငွေအတိုးရခိုင်နှုန်း9ရာခိုင်နှုန်းသတ်မှတ်ထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဘလောက်ပမာဏထုတ်ချေသွားမယ်ဆိုတာကိုတော့အသိပေးဖော်ပြထားခြင်းမရှိသေးပါဘူးရှင်။ ချောင်းဦးမြို့နယ်ဘုံတို့ကျေးရွာကစီမီးတပိတ်ကိုစစ်အုပ်စုကစက်တက်လီဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဟာအရသာပြည်သူတွေကိုရွေကျဲရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်စစ်ကောင်းဆောင်မင်းအောင်လိုင်ဦးဆောင်တဲ့စစ်ကော်မရှင်နဲ့တာဝန်ရှိသူအစင်းစင်ဟာတာဝန်ခံရမယ်လို့ဘုံတို့ရွာတိုက်ခိုက်ခံရမှုသတင်းစာရှင်းလင်းပွဲမှာမုံရွာလူမှုတပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်ကိုခန့်ဝေဖြိုးကပြောဆိုလိုက်ပါတယ်။မြတ်သစင်သတင်းပြပို့ထားတာပါရှင်။တို့ရောင်ရွှဲကောက်ပွဲရောင် ။တရင်ကျလာပြင်းညကချောင်းဦးမြို့နယ်ဘုံတို့ကျေးရွာစီမီတပိတ်ကိုစေအောင်စုကစက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတရင်စာရှင်းလင်းပွဲတရက်ကို အော်တိုဘာလ18ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီတရင်စာရှင်းလင်းပွဲကိုအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု မုံရအမြင့်လန်းတပိတ်ဦးဆောင်ကော်မတီချောင်းဦးမြို့နယ်လူငယ်အင်အားစုတပိတ်ကော်မတီမုံရလူမှုတပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့စကိုင်းတိုင်းဒေသတပိတ်အင်အားစုတို့က ဥဆောင်ပြီးပြုလုပ်ခဲ့တာပါ။အကြမ်းမဖက်တဲ့ငြိမ်းချမ်းစွာစုဝေးဆန္ဒပြပွဲကိုစက်တက်လေးဒီနဲ့ဘုံကျဲတိုက်ခိုက်တာဟာရွေကျက်ရှိရှိကျူးလွန်ခဲ့တာဖြစ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဥဆောင်တဲ့စစ်ကော်မရှင်နဲ့တာဝန်ရှိသူအစစ်စစ်ဟာတာဝန်ခံရမယ်လို့မုံရလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီဝင် ကိုခန့်ဝေဖြူကဆိုပါတယ်။သူတို့ပါဇက်ကပြောနေတဲ့ အတူရောင်ရွေးကောက်ပွဲနဲ့ဒီမိုကရေစီဆိုတာဘလောက်တောင်ယုံတိကင်းမဲ့နေလဲဆိုတာထက်မှန်ပြသားတဲ့အသည့်သာထင်ရှားဆုံးလုပ်ရဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ဒီမင်းအွန်လိုင်းဥဆောင်တဲ့စစ်ကော်မရှင်နဲ့တာဝန်ရှိတဲ့သူအဆင့်ဆင့်ဟာအခုဘုံတိုရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မလွဲမသေးကျွန်တော်တို့တာဝန်ယူရပါမယ်တာဝန်ခံရပါမယ်သူတို့ရဲ့လုတ်ကြံလီစေပြီးတော့အစီအစဉ်တကြားချမှတ်ထားတဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုပြည်သူလူထုကလက်မခံကြောင် ပြသတဲ့နိုင်ငံရေးသဘောထားထုတ်ပေါ်ပွဲဖြစ်တဲ့အတွက်ဒီပေါ်မှာလဲသူတို့နဲ့နိုင်ငံရေးသဘောထားမတိုက်ဆိုင်တဲ့ပြည်သူလူထုကိုဘုံကျဲတက်ဖြတ်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုကိုတိုက်ရိုက်မြန်မာပြည်သူလူထုတရက်လုံးကိုတိုက်ရိုက်ထက်မှန်ချိန်ချောက်အကြက်ကင်နဲ့လှုပ်ရက်ကျွန်တော်တို့ဖြစ်ပါတယ်ဒီတိုက်ခိုက်မှုမလုပ်ခင်မှာမုံရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကနီစက်တက်လေဒီ၃စီးထက်မနဲ့အတက်ပြခဲ့ပြီး နေကြောင်းအနေစောင့်ကြည့်မှုကိုဝေဝါအောင်ယူရချက်ရှိရှိလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လဲချောင်းမြူနယ်လူငယ်အင်အားစုတပိတ်ကော်မတီဝင်ကိုဇွဲကလည်းထောက်ပြခဲ့ပါတယ်ဒီစာကမာကကျွန်တော်တို့ယူရချက်ရှိရှိကိုတွေ့ရင်လမ်းကြောင်းကိုပါကျွန်တော်တို့ဝေဝါအောင်အထိကျွန်တော်တို့အကွက်စစ်စစ်ကျွန်တော်လှုပ်ဆောင်သွားတာရှိပါတယ်နော်အဲ့တော့ဥပမာကျွန်တော်တို့ဖြစ်စင်မတိုင်ခင်မှာပေါ့နော်ဒီဘုံရနာမခအနေမှာကျွန်တော်တို့ပါရာမီတာ၃စီးထပ်မနေပြန်တက်ခဲ့ပြီးတော့အရင်မျက်နှာမျိုးစုံလို့ပေါ့နော် ဒီအရင်မျက်နှာမျိုးဆိုကျွန်တော်ပဝဲပြန်တန်းနေရမျိုးကြီးကျွန်တော်စင်မီတပိတ်ဖြစ်စင်မှာကျွန်တော်ချေချခဲ့တဲ့ပါရာမော်တာပြီးတော့ကျွန်တော်လုံးဝအတန်လုံးဝမကြအောင်အတန်လုံးဝမကြအောင်ကျွန်တော်ဆက်တက်ပြီးတော့လေယုံစီးလာတယ်လို့ယူဆရတာမျိုးကြီးပေါ့နောက်တစ်ခုကဒီပါရာမော်တာရဲ့ပြန်တန်းလာမှုကကျွန်တော်ပုံမှန်ထက်ညံ့ညံ့ပေါ့ပြန်တန်းလာတာမျိုးကြီးပြီးတော့ညံ့ညံ့ရောက်ရှိလာတာမျိုးကြီးကျွန်တော်တွေ့ရတယ် ဲ့ဒီဒီဘုံကျဲမှုမတိုင်ခင်မှာကျွန်တော်တို့စူရေးရာခွင်းထဲမှာကျွန်တော်တို့အတန်ချစ်ဆက်ဘောက်တွေတစ်ခုမှမဖွင့်ထားပါဘင်းနဲ့ဒီပါရာမိုတာတန်ကိုကျွန်တော်တို့လုံးဝမကြားခဲ့ရပါဘူးပေါ့နော်အဲ့တော့ဒီကျွန်တော်အပါဝင်အားလုံးဒီပါမကြားခဲ့ရပါဘူးအော်တိုဘာလ6ရက်နေ့တရင်ကျွတ်လာပြင်းညမှာဘုံတူရွာမှာပြုလုပ်နေတဲ့စီမီတပိတ်ကိုစစ်တပ်ကဆက်တက်လီဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရရှိသူ62ယောက်ရှိပြီးတေဆုံးခဲ့ရသူ23ယောက်ရှိခဲ့ပါတယ် တိတ်ဆုံးသွားခဲ့ရသူတွေတဲ့အသက်၁၈နှစ်အောက်ကလေးငယ်၅ယောက်ပါဝင်ခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့်လူစုလူဝေးနဲ့တပိတ်ပြုတ်လောက်တာတွေဟာမလုတ်သင့်ဘူးဆိုတဲ့ဝေဖန်တန်တွေလည်းထွက်လာခဲ့ပေမယ့်ဒီလိုလူလူလှုပ်ရှားမှုတွေဟာလူအပ်နေစေဖြစ်ပြီးဒါဟာပြည်သူတွေအားလုံးတော်လန်ကြီးတွေမှာပါဝင်နိုင်မယ့်နည်းလမ်းဖြစ်တယ်လို့တပိတ်ကောင်းဆောင်ဒေါက်တာတီဇာဆန်းကဆိုပါတယ်။ဒီຫນွေဦးတော်လန်ကြီးရဲ့အဓိကပေါ့နော်။မာကျွန်တော်တို့လူလူလှုပ်ရှားမှုတွေဒီနော်အရေးပါတယ်အရေးကြီးတယ်။ အဆက်ပြီးတော့လေကျွန်တော်တို့တွေအဆုံးထိနော်တော်တန်ရေးအဆုံးထိတနည်းပြောရင်တော့ဒါဒီမိုကရေစီနော်နိုင်ငံဖက်ဒရယ်နိုင်ငံတည်ဆောက်နိုင်တဲ့အထိကျွန်တော်တို့ကဒါလူထုရဲ့အခမ်းကဏ္ဍဆက်လက်ပြီးလိုအပ်ဒီမှာဖြစ်တယ်လို့ကျွန်တော်တို့နေနားလည်တယ်အဲ့တော့ကျွန်တော်တို့ခံယူတာကပြည်သူတဦးတယောက်မှကြံတော်လန်ရေးသမားဖြစ်တာကြောင့်နော်ပြည်သူအားလုံးတော်လန်ရေးသမားဖြစ်တယ်တနက်တိုင်းတိုင်းမှာစစ်တိုင်းတိုင်းမှာတော်လန်ရေးသမားမဟုတ်ဘူးပြည်သူတိုင်းတော်လန်ရေးသမားမှဒါပြည်သူတော်လန်ရေးဆိုကျွန်တော်တို့ကခံယူခြင်းဖြစ်တဲ့အတွက်ခုလိုလူလူလှူရှာမှုတွေကိုလည်းကျွန်တော်တို့ကစစ်စစ်မပြတ်ပေါ့နော်ကျွန်တော်တို့ဒါဆောင်ရွက်တော့တိုးတော့မှတ်ပါတယ်ခင်ဗျဒါလုံခြုံရေးအရေးကြီးပါတယ်ကျွန်တော်တို့တတိ နော်အာဉာဏ်ပညာအပြည့်နဲ့ပေါ့ဗျာကျွန်တော်တို့ဒါနော်ကိုယ့်ဘက်ကလိုအပ်ချက်တွေရှိတယ်ဆိုရင်ကျွန်တော်ပြန်လဲဒါသုံးသပ်ပြီးတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်ဆက်လက်တိဆောက်သွားကြရမယ်ဒီဘုံတို့ရတိုက်ခိုက်ခံရမှုဖြစ်စဉ်ကတည်ဆုံးခဲ့သူတွေတဲ့အသက်အငယ်ဆုံးအသက်အရွယ်အဖြစ်တနှစ်သားကလေးငယ်အရွယ်နဲ့အသက်အကြီးဆုံးအသက်အရွယ်အဖြစ်အသက်62နှစ်အရွယ်တို့ပါဝင်တယ်လို့လည်းသိရပါဗျ။ကျမမြတ်သစင်ပါရှင်။ ပြည်ထိုင်တော်ဝင်မင်းသားအန်ဒရူးဟာသူ့ရဲ့အပြုတ်မှုတွေနဲ့ဝေဖန်ခံရပြီးတဲ့နောက်မှာသူ့ရဲ့ရောက်မြို့စာဘွဲဒူးဂုံဒူးသုံးဆွဲခြင်းကိုဆွန့်လွတ်လိုက်ကြောင်းအော်တိုဘာလ18ရက်နေ့မှာပြောကြားခဲ့ပါတယ်။ပြည်ထိုင်မရင်ချားစ်ရဲ့ညီတော်ကွဲလွန်သူဘေးမာကြီးအဲလစ်ဘက်ရဲ့ဒုတိယသားတော်မင်းသားအန်ဒရူးကသူ့ကိုဆက်လက်ဆွဆွဲနေမှုတွေကနောင်တော်ချားစ်ဘရင်ရဲ့လှုပ်ဆောင်မှုတွေနဲ့ပြည်ထိုင်တော်ဝင်မိသားစုရဲ့ပုံမှုကြက်ပြက်နဲ့လှုပ်ဆောင်ချက်တွေကိုအာယုံလွဲအောင်လုပ်နေတာလို့ထုတ်ပြန်ချက်တွေမှာပြောထားပါတယ်။ မင်းသားအန်ဒရူးဟာတချင်ရကပျောင်မြောက်တဲ့ရေတက်အရာရှိတူအဖြစ်နဲ့သတ်မှတ်ခံရပြီး1980ခုနှစ်အစောပိုင်းနေတော့ကအာဂျင်တီးနားနဲ့ဖောက်ကလန်စစ်ပွဲအတွင်းမှာစစ်မှုထမ်းခဲ့ပါတယ်ဒါပေမဲ့ Andrew ဟာအပျော်ပါလိုက်စားသူ Playboy မင်းသားတဦးဖြစ်နေကြော်ကြားခဲ့ပြီး2022ခုနှစ်မှာတော့အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေအပေါ်မှာလိမ်မိုင်းဆိုင်ရာကျူးလွန်သူဖြစ်တဲ့ Abstain နဲ့ပတ်သက်ဆက်နွယ်မှုတွေကြောင့်သူ့ရဲ့အပွဲတူးယာတို့အများစုကိုဖြုတ်ပယ်ခံခဲ့ရပြီးတော်ဝင်တာဝန်တွေကနေလည်းဖယ်ရှားခံခဲ့ရပါတယ်ရှင်။ ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်တီပါ